ီတစ်ခေါက်ကျွန်တော်ကြာစမ်းကြော်ပါမယ်ကျွန်တော်ဒီဝေဝေဆိုတဲ့ behind ကြာစမ်းကိုသုံးပါမယ်ဒီကြာစမ်းခေါက်ဆွဲကမြင်းမြင်းပပလေးရယ်အဲအကြောင်းမလို့မကြော်ခင်ရိုးရိုးရေအေးနဲ့7မိနစ်လောက်စိန်ထားလိုက်ရင်ဟိုသူကပျော့သွားတယ်ဒါကတော့ကြာစမ်းနဲ့တွဲကြော်ဖို့ကိုယ်စိတ်ကြိုက်အသီးရွက်တွေပေါ့ဒီတစ်ခေါက်ကျွန်တော်မရုပ်ပွားထဲ့မယ်ဦးလာဦးနေထဲ့မယ်ဒါတော့ copy တော့လီးထားတာပါ။ဒါကျုပ်ခလောက်ထားတာ

ပြီးကျွန်တော်ရွက်တွေကြော်မယ်စက်သွမြူရင်ကြော်လိုက်မယ်ပြီးရင်ရွက်တွေထက်ကြော်မယ်ဒါတော့ငရုတ်ကောင်းမှပြီးတော့ကျွန်တော် QC အနေငယ်ထက်ကြော်ပါမယ် ရွက်တွေနည်းနည်းကျက်သွားပြီဆိုရင် ခုနရာသာနေထားတဲ့ကြာသန်တွေကိုထည့်ကျော်ပါမယ်ကြာသန်တွေကဒီလိုကက်ချင်းနဲ့အညံ့မပေးဘူးဆိုရင်မွေးရတာတော့ခက်ပါတယ်ပြီးတော့စားရင်လည်းကြာသန်အမြင်တွေအရှိအဖြစ်နေတတ်တယ်ပေါ့အဲဒါကြောင့်မို့ကျွန်တော်ကြာသန်တွေကိုမွေးရလွယ်အောင် စားရလွယ်အောင် ခုလိုကက်ချီးလေးနဲ့ဖြတ်ပေးလိုက်ပါတယ် ီကြာသံမျိုးစားမြင်မြင်လေးမို့လို့ခဏပဲကြော်ရပါတယ်ကြာသံတွေကျက်သွားပြီဆိုရင်ခဏကကြော်ထားတဲ့ကြက်ဥတွေရောထည့်ပြီးတော့အလုံးသမားအောင်မွေပေးလိုက်ပြီဆိုရင်ရိုးရှင်းရှင်းနဲ့ရန်စားလို့ကောင်းတဲ့ကြာသံကြော်ရပါပြီ ကျွန်တော်ကြားစမ်းကြောင်းခုလိုစီရာချာဆော့နဲ့ငြိုသီးကြောထည့်ပြီးတော့နေစားလေးရှိတယ်အဲ့လိုနေလိုက်တော့အရသာချင်းကန်းဆက်လေးဖြစ်သွားတော့တော်တော်လေးစားလို့ကောင်းပါတယ်